အားလုံးမင်္ဂလာပါဗျာခုတစ်ခါမှာတော့အိမ်ရှင်ကအိမ်ငါးကိုရောကြီးငွေတွေအများကြီးတောင်းလိုက်လို့ပြောပြလာတဲ့အမျိုးသမီးတဦးရဲ့ရုပ်တံဗီဒီယိုဖိုင်လေးကိုအားလုံးသိအောင်တင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလေးမင်္ဂလာပါဗျာမြန်မာ Country Knowledge Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာ တာလေးတခုပြောပြမယ်ပေါ့နော်အာအခုအမတို့ကျွန်တော်ဆိုရင်စိုင်ငန်းစိုင်ခွဲက9ဆိုင်ကိုကိုရောင်နေလဲရှိရဆိုတော့အလုံးမ9ဆိုင်လောက်ဒီစာချုပ်တွေနဲ့ငှားထားရတယ်ပေါ့နော်အာကိုလည်း9ဆိုင်လုံးလောက်ကြီးလဲမဝင်နိုင်ဘူးအတွက်ကြောင့်9ဆိုင်လောက်ငှားထားရတယ်ငှားထားတဲ့အချိန်မှာတချို့အိမ်အိမ်ငှားတွေအင်ရှင်တွေကကြောက်ကျွန်မနဲ့သူတို့เนี่ย6လ6လတစ်နှစ်6လနှစ်နှစ်6လပြည့်ပြီဆိုတော့လည်းကျွန်တော်ကငွေလှမ်းလွှဲလိုက်ရုံပဲပေါ့နော်အာဒီအင်ရှင်တယောက်ကြောက်ကျွန်မနဲ့ဘယ်လိုပြဿနာဖြစ်လဲဆိုတော့ तू ကဒီဒီအိမ်နဲ့ပတ်သက်ပြီးတော့တဲ့ တခုခုပေါ့နော်အစိုးရနဲ့မလုပ်ခွင့်တာပဲဖြစ်ဖြစ်ပေါ့နော်တခုငယ်ဖြစ်ခဲ့သည်ရှိတော့ပေါ့နော်အာကျမတို့ဒီကလပ်ပေါက်စီအပြင်မှာနစ်နာကြီးဆိုပြီးတော့ဥမာအာဒီအိမ်က6000တန်းနေဆိုရင်ဒီနစ်နာကြီးနောက်ထပ်6000ပေါ့နှစ်ဆပေါ့နော်ပေးရမယ်ဆိုပြီးတော့အဲ့လိုစာချုပ်တွေချုပ်တယ်နောက်ကသူကအဲ့လိုပေးဆောင်ရတဲ့အချိန်မှာတဲ့ဒီအမွေအင်းနဲ့ကျမတို့ဒီကျမတို့အာနေမရှိဘူးဆိုတော့မှာပေါ့နော်အမွေစားအမွေခံ ကျမသားတွေပေါ့နော်အမွေစားအမွေခံအဲပြီးတော့နောက်ခါကျတော့ကိုစားပြုသူကိုစားပြုခံသူပေါ့နော်သူကနှစ်ဖက်နှစ်ဖက်လုံးမှအိမ်ရှင်ရောအိမ်ငါရောနှစ်ဖက်လုံးမှဆိုတော့တခုခုဒီစာချုပ်နဲ့ပတ်သက်ပြီးတော့ဒီအိမ်မှာတို့တခုခုဖြစ်သွားပြီဆိုတို့တို့တခုလို့အက်ဆီဒန့်ဖြစ်လို့တို့တိတ်ဝိုင်းနေမှာပေါ့နော်သူ့သားတွေကကျတော့ပိုင်ဆိုင်ခွင့်ရမယ်ကျမသားတွေကကျတော့ကျမတို့ကအိမ်ငါကိုရောဖို့ပဲရှိမယ်ငါကနေတို့ရဲ့ရောက်စရာမရှိဘူးလေအဲ့တော့နေကျမသားတွေကကျတော့ဒီအမွေစားအမွေခံဒီဖြစ်တဲ့အတွက်ကျွန်တော်ကျမသားတွေကတသက်လုံးရောနေကိုရောပေးရမယ်ပေါ့ ောင်းနှောင်းဆိုတောင်းနှောင်းကျမတို့ရဲ့ generation အနောက်ကရောပေးရမယ်မွေစားမွေခံပေါ့အဲကျမသားတွေကမရှိဘူးဆိုတော့ခါကိုစားပြုသူကိုစားပြုခံရသူတဲ့အဲဒါကြတော့ကျမသားနဲ့ကျမရဲ့ဟိုခနေနဲ့ပဲကျမဝန်ထမ်းတွေပေါ့နော်ဝန်ထမ်းတွေဒီကလည်းရှော်ရမယ်ပေါ့နော်ဆိုပြီးတော့ နောက်ကကျွန်မစာချုပ်ကိုချုပ်ပေးတဲ့ဒီသူရဲ့နောက်ထပ် generation တွေကစာရောရမယ်ပေါ့ကိုစားပြုသူကိုစားပြုခံသူဆိုရေးထားအောင်အဲ့တော့စာချုပ်မှာအဲ့လိုရေးတာပထမတစ်နှစ်ကတော့ကျွန်မမသိလိုက်ဘူးဘာလို့လဲဆိုတော့ကျွန်မလုံးလုံးနဲ့စာချုပ်ချုပ်တာရေးတရားလေးချိန်နေရတာဆိုတော့လေးဆက်ဆက်ပြောင်းချင်းကစားဆိုတော့ကျွန်မမသိလိုက်ဘူးတေးချာမဖက်လိုက်ဘူးဘာလို့စာချုပ်ရဲ့ကောင်းစင်မှာဟာဟိုဒီလိုစာချုပ်ရှိမယ်လည်းမသိဘူးဟိုဟိုနင်းလို့ပဲဖတ်မှတ်မိတာဟိုသိရမလားအရှိန်ငါးစာချုပ်ဆိုတော့လေဟိုအရှိန်ငါးစာချုပ်ပဲပေါ့ရောရမယ်ရောစရာရှိရင်ဒီမှာပျက်စီးပြိုရင်ရောရမယ်အဲ့ထားလောက်ပဲကိုကသိလားအခုကြာလဲကြာအောင်လို့မဟုတ်ပဲနဲ့သူကဒီလိုစာချုပ်ချုပ်တယ်အဲ့တော့ကျွန်မမချုပ်နိုင်ဘူးဆိုတော့ကျွန်မကြိုးပြီးပေးထားတဲ့ပတ်စံသူကကျွန်မတို့ ို့လည်းသူအစိုးရကဆက်မငားတော့ဘူးတဲ့သူတို့သူတို့ဆိုင်ဖိမှာတဲ့ကျမတို့ဖယ်ပြီးတဲ့အဲ့တော့ဆိုကျမတို့ကမဖယ်နိုင်သေးဘူးကျမတို့ဒုက္ခရောက်ွားလိမ့်မယ်ဒီအခုမှဒီဆိုင်ကတစ်နှစ်ပြည့်ပြီးနေသားကြအဖြစ်ကြောင့်အဲ့တော့ကျမနောက်ဆုံးညှိလိုက်တော့နောက်ထပ်၈လပဲကျမတို့ဟိုငားမယ်ဆိုတော့ကျမ၈လသာပတ်စံပေးလိုက်တော့360ပေးလိုက်တော့အခုမှကျမတို့နေရ၄လပဲရှိသေးရအဲ့၄လမှာကျမမအားတော့မသွားဖြစ်ဘူးဆိုင်လို့လေ လေးလာနေလို့တစ်ခေါက်တစ်ခေါက်တောင်ချက်မှမရဘူးအာနော်အဲ့နဲ့တကယ်စာချုပ်မချုပ်ဖြစ်တော့စာချုပ်သွားချုပ်မယ်လာချုပ်ပါလာချုပ်ပါဆိုဘာကြောင့်စာချုပ်ကိုတဲတန်ချုပ်နေရလဲမသိဘူးပေါ့နော်အာပတ်စံပြီးပြီးသွားပြီပဲပြီးသွားပြီမဟုတ်ဘူးလားနောက်ရှစ်လနေရင်လည်းနောက်လေးလနေရင်လည်းတို့ကဒီဆိုင်ကဖယ်ပေးရမှာပဲဦးဘာကြောင့်မှမသိဘူးဆိုပြီးတော့ကျမတို့ကတိတ်ပြီးတော့မတင်ကားနဲ့စာချုပ်ကိုအဲ့သူ့ပို့တဲ့စာချုပ်ကိုဟိုရောက်တဲ့နေမှာဖတ်လိုက်တော့မှအဲ့ဟာကြီးရေးထားတော့ဟာဘယ်ရောမလဲငါ generation တွေရောနောက်ကဝန်ထမ်းတွေရောတာဝန်ခံတွေအကုန်ပါနေဖြစ်တဲ့ကြောင့်ဒီစာချုပ်ကိုကျမမချုပ်နိုင်ဘူးပုံမှန်အရှိန်ငါစာချုပ်ပဲချုပ်မယ်အဲ့လိုပြောတဲ့အချိန်မှာသူကလက်မခံနိုင်ဘူးတဲ့ဟာနော်ဟိုနေဒီစာချုပ်ကိုမချုပ်ဘူးဆိုရင်ရော ချင်းငွေတိတ်40ဆိုပြီးတော့အဲအယုံတော့အရင်ဆုံးကျမတို့ကရောက်သွားကျမတို့ကတိုင်တာအဲစိတ်မဟုတ်ရောက်လေရောက်ကိုကျုံမှရှင်းပြီးတော့ယုံကလူကြီးတွေကနေပြီးတော့မှအဲသူပြောတယ်နှစ်လစာတစ်လတိတ်20ကိုဆိုင်ကန်းခါကနှစ်လစာတိတ်40ကိုလူကြီးတွေကညှိပေးလိုက်တော့တိတ်30နဲ့ကျမတို့ကရောက်ရေးပေးရတယ်တော့ သူသူစာချုပ်ကဘာမှမဝင်ဘူးပြီးတော့လေရှေ့နေနဲ့ချုပ်ထားတယ်ဘူးမှမရှိဘူးသူ့ဘာသူရှောက်ပြီးကုနီနာစာဆိုင်မှာစာစီမှာစာရေးပြီးတော့လုတ်ထားတယ်ဥစ္စာသူ့စာချုပ်ကိုတရားဆွဲလို့ရပြီသားကျွန်မကျွန်မဘက်ကနေဒါပေမဲ့ကျွန်မအရှိရှိလည်းမဖြစ်ချင်ဘူးစက်နေတိန်းသုံးဆယ်လောက်နဲ့လည်းခေါင်းရှုပ်ချင်ဘူးဆိုတော့ကျွန်မထားလိုက်ကောကြေရတယ်တိန်းသုံးဆယ်ပေးလိုက်မယ်ပြီးပြီပေါ့ပြီးလဲပြီးတော့ကျွန်မတို့ဘာပြောလဲဆိုတော့တအိမ်လုံးကိုကျွန်မတို့နေွားတယ်တစ်နှစ်တာကာလမှာဘာပြဿနာမှမဖြစ်ဘူးချစ်ရလေးတပွန်လေးတော့ချစ်ရလေးတော့မရှိဘူးပွန်ရလေးလက်တညိုးလောက်စာကိုကျွန်မတို့၈သိန်းခွဲရောက်ခိုင်းတယ်၈သိန်းခွဲရောက်လာတယ်၈သိန်းခွဲတော့အဆင်မပြေဘူးမကြီးဆိုတော့အဲ့ဒါနဲ့ရုံးကတစ်ခါထက်ညိရအောင်၆သိန်းနဲ့ အဲ့နော်ဒီချစ်ရတစ်ဆရာတော့သူစေရပရီမီယံမှတ်လို့တယ်ဟဲ့မဒီလက်ညိုးညိုးစာချစ်ရဟုတ်လားရော့ချင်းငွေဟာလား၈သိန်းခွဲတောင်းတာဘာလို့လဲ ဘသူလဲဘ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 ဲဟိုနေရလဲဘဲစေးသမားလဲဘဲအင်ဂျင်နီယာတောင်းလာတောင်းလာတော့ဒီချစ်ရလေးပြီးတော့လဲဒီချစ်ရဆိုခုံဆုံးလေးနဲ့တိုက်လိုက်တော့ဒီစေးလေးကွာသွားတဲ့ချစ်ရလေးဒီစေးတစ်ချစ်နဲ့လက်တစ်ထောက်စာလဲလက်ညှိုးတစ်ညှိုးစာကို၈သိန်းခွဲရောကြီးတောင်းနော်အဲ့တော့ကျမကနေပြီးတော့အဆင်မပြေဘူးဆိုပြီးတော့ရုံးရောက်တော့ရုံးမှာတခါဟိုနေ၆သိန်းနဲ့တခါညှိလိုက်ရအောင်အဲ့တော့ကျမစီကနေပြီးတော့ရောချင်းငွေ30နဲ့၆သိန်းရပါတယ်ပေါ့နော်အဲ့တော့ဒီလိုလူမျိုးတွေရှိပါတယ်လောကမှာအရင်ယုံမှုကောင်းတယ်အရင်ကြက်သေးတုံးတယ်နော်အဲ့ကျမ နံပါတ်1ကျမကဘာတက်တယ်မှလာမရှာနဲ့အမကြီးမြင်ခဲ့ရည်ရှိတော့အဲကျမမြို့နယ်လည်းထဲမပြောထားဘူးဘယ်သူလဲဆိုလဲဆိုလည်းမပြောထားတယ်လို့ဘယ်ဝါလဲဆိုလည်းမပြောထားဘူးဒါပေမဲ့အာဒီဟိုဒီရပ်ပေါ့နော်ဒီဒီ KI တခုမှရှိတယ်ဒီမြို့တခုမှရှိတယ်ကျမတို့အခုအဖွဲ့စည်းတွင်ဒီအဲလူကြီးတွေကနေပြီးတော့ညှိနှိုင်းပေးတဲ့အတွက်ကြောင့်မလို့လူကြီးတွေရဲ့တိတ်ခါနဲ့ကျမမပြောဘူးတို့ပေမဲ့အရန်ယူမိုးကောင်းတယ်အမကတော့တော့ကိုမှရှင်စရာအကောင်ဆုံးမိမအမကိုကျမကနေပြီးတော့ဟာလာဥရီနဲ့အစိုးရတက်မှတ်ထားတဲ့စာချုပ်နဲ့မချုပ်ခဲနဲ့အမစပီတစိတ်တိုင်းကြရေးချင်တဲ့ရေးကူးနာဆိုင်မှာသွားစာစီပြီးလောက်ထားတဲ့အဥ္စာကိုရေးတာဖြစ်တဲ့ကြောင့်အမကိုကျမက ကြိုက်တဲ့ပုံမှလည်းတရားစွဲလို့ရတယ်ဟုတ်လားကျမရှေ့နေနဲ့ညှိပြီးလုပ်လို့ရတယ်ဒါပေမဲ့ကျမစီးပွားရေးသမားလည်းဖြစ်တယ်အရန်လည်းမအောင်တော်တော်မှအားလားအဲ့တော့ကြောင့်အမအကိုကျမအချိန်ကုန်လို့အမလို့လူညစ်ပတ်လောကမှာမရှိသေးမရှိထိုက်တော့နော်ယုံစရာကောင်းတော့မိန်းမတယောက်ကိုကျမလက်လွတ်ပေးလိုက်တာဖြစ်တယ်နောက်နောက်လည်းမလည်းကျမလည်းမတွေ့တော့ဘူးโอเคယုံလို့အော်အော်အေးအေး နောက်ခါကျွန်မတို့ပတ်သက်နေနောက်ခါလမ်းတွေ့ရင်လည်းမောက်ကျွန်မအေးလောက်ရမှာလောက်ရမှာကျွန်မတို့တွေ့ရင်ကျွန်မကပြီးွားရင်လည်းမတို့ဆိုင်ရှိကြအောင်ကျွန်မကျွန်မကားလေးရက်ရက်ပြီးွားရင်တခါလေးပေါ့အေးလောက်မှာဟုတ်ပြီနော်အဲ့တော့မှတ်ထားအမားဆိုင်ရောက်ဝင်နေနေလေကျွန်မမျက်နှာမှတ်ထားအမရဲ့ယောက်ျားလည်းကျွန်မမျက်နှာမှတ်ထားအမတို့ဆိုင်ရောက်ကျွန်မတို့ကားခွင့်ပြီးတော့